အားလုံးပဲမင်္ဂလာပါဘာစီလိုနာမြန်မာရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ International Break အပြီးမှာတော့ Club တင်ပွဲစဉ်တွေပြင်လာပြီးပေါ့လေကျွန်တော်တို့ဘာစီလိုနာအတင်းကလည်းဒီပတ်စနေနေ့အစောပွဲအနေနဲ့ Athletic Bilbao နဲ့ပြင်ဆင်မှုတွေအားလုံးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့အိမ်ဝင်ဖြစ်တဲ့ Spotify Cup မှာဒီပွဲကို ရှင်ပြန်ရမှာဖြစ်တယ် အခုလက်ရှိအနေအထားအရတော့ကျွန်တော်တို့ဘာစီလိုနာအသင်းကလည်းဒီပွဲစဉ်မှာဒန်ယယကစားသမားတွေပြန်ပါမယ်။ဒန်ယယကစားသမားတွေဖြစ်တဲ့ကုရမဝန်ဂါရှီယာ၊တိုက်စီမူရာဖင်ညာတို့ပြန်ပါမယ်လို့သတင်းတွေတက်နေတယ်။ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့အင်တာနက်ရှင်နယ်ဘရိတ်မတိုင်ခင်မှာဆက်တာဗီကိုကိုနှစ်ဂိုးလေးဂိုးဆိုတဲ့ရလာနဲ့အနိုင်ယူပြီးတော့ဂျုံချီမှုတွေရနေတယ် မတလတ်တေကလအနေနဲ့ကလည်းသူတို့ကအရှိပွဲမှာဒီရဲ့အိုဝေးဒိုးကိုအိမ်ကွင်းမှာတဝူးကြီးတို့ဆိုရရလာနဲ့အနိုင်ရတာတဲ့ဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်သွေးဆုံမှုကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာစီလိုနာအသင်းကနောက်လျှောက်အသာစီးရလာတာကိုတွေ့ရမယ်မနေ့ကအတလတ်တေကလရဲ့အိမ်ကွင်းမှာလီဝန်ဒေါစကီဒန်နီအိုမိုရဲ့အတွင်းကိုးတွေနဲ့ကျွန်တော်တို့3-0ဆိုရရလာနဲ့အနိုင်ရတာတဲ့စူပါကပ်မှာလည်းကျွန်တော်တို့2-0ဆိုရရလာနဲ့ အနိုင်ထပ်မံရတယ်ကျွန်တော်တို့ရဲ့အိမ်ခွင်းမှာလည်းနှကိုးတကိုးဆိုတဲ့ရလနဲ့တာစီရယူထားနိုင်တာဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်တွေ့ဆုံမှုမှာလည်းအတလက်တစ်ကလပ်ကိုကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ အလွယ်တကူလေးပဲအနိုင်ရသွားမယ်လို့ထင်တယ်။အတရတိကလဲ့ရဲ့ကစားပုံကအနည်းငယ် aggressive စံနဲ့ wingers တွေကိုအားပြုပြီးသူတို့တိုက်စစ်ဆင်တယ်။ကျွန်တော်တို့ Barcelona အသင်းအနေနဲ့သတိထားရမှာတော့ဒီခံစစ် high line ပေါ့နော်။အင်းနိုင်က Barcelona အသင်းနဲ့တွေ့ရင်ဒီခံစစ် high line ရဲ့အားနည်းချက်ကိုအတုံးချပြီးတော့ဂိုးရနိုင်မယ်ဆိုတာသိတော့ကြိုတင်ပြင်ဆင်လာကြတယ်။ပေးတိုင်းလိုလိုဂိုးတွေပေးနေရတဲ့ဒီခံစစ် high line ကိုတေချာပြင်ဆင်ထားမှဆိုရင်တော့ အက်တလက်တစ်ကလပ်ကိုကျွန်တော်တို့အလွယ်တကူပဲအနိုင်ရနိုင်မယ်ဆိုတော့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ဖြစ်နိုင်ွယ်လူစင်းကိုကြည့်မယ်ဆိုရင်ဂိုဒမားနေရမှာတော့ဟူအန်ဂွာစီယာပြန်ပါလာမယ်။ညာကျမ်းမှာတော့ကွန်ဒေးကိုဒီနေ့သူတုံးလိုက်မယ်။ခံစည်းနှစ်ယောက်မှာတော့ ရိုနယ်အာရိုဟိုနဲ့မိပြယုံကြည်မှုရနေတဲ့အဲရစ်ဂါစီယာဘယ်ချမ်းမှာတော့အလဟန်ဒိုဘဲဒီကွင်းလင်မှာတော့ဒီကြောင်ကပွဲပယ်ပြည်တန်ထိတာတယ်ကစားတို့ကလည်းဒဏ်ရာနှဲငယ်ရှိနေတဲ့အတွက်ကြောင့်လူငယ်ကစားသမားလေးမက်ဘာနဲပါဝင်မှာဖြစ်ပြီးတော့ဖာမင်လိုပတ်ဒန်နီအိုမိုတို့အတွင်းနဲ့ထွက်လာနိုင်တယ်တိုက်စစ်မှာတော့မာကတ်ရက်စ်ဖို့ လီမွန်ဒော့စကီညာကျဲမှာတော့ရမားပဲဖြစ်လိမ့်မယ်ဆိုတော့အတ္တလတိကလပ်မှာသတိထားမယ့်ကစားသမားတွေကတော့ဂိုရမာဦးနိုင်ဆိုင်မော်လာပေါ်တင်တိုက်စင်မှာနီကိုဝီလီယန်တို့ရှိတယ်ဒါမဲ့လည်းကျွန်တော်တို့ဘာစီလိုနာအတင်းကဒီပွဲစဉ်မှာလိုကူပဲအတရာရအောင်မယ်လို့ထင်တယ်။ကွင်းလင်မှာဒီကြောင်မပါဝင်လို့အားနေနေပေမဲ့လည်းတိုက်စစ်မှာခြေစွမ်းပြနေတဲ့မာကတ်ရက်စ်ဖို့ဂိုးတွေတော့ရှောက်ပြင်ရနေတဲ့ဒီဗွန်ဒော့စကီနဲ့ယမားတို့ပါဝင်မှာဖြစ်တဲ့အတွက်ကြောင့် ဒီပွဲကိုတော့အလွယ်ကူလေးတာကြီးရအောင်မယ်လို့ထင်တယ်။ဆိုတော့ကျွန်တော်တို့ရဲ့အိမ်ဖြစ်တဲ့ဒီ Spotify Cup လူမှာပြန်လည်ကစားမယ်ဒီပွဲပေါ့ကျွန်တော်ရဲ့ဘာစီလိုနာနီကိုလေးဘလို့မြင်ကြလဲလွယ်လွယ်ကူကူပဲအနိုင်ရရှိသွားမယ်လို့ယုံကြည်လားကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။